မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 18ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်ဝါစီငွေထုတ်ဆက်ယုံအနီးမှာပြေးလန်းရှိပါဝင်တဲ့လေရင်ငွေတစ်ခုကိုစစ်ကောင်စီကအမြန်တီဆောက်နေပြီးတော့ဗုံမှုမင်းတူအောင်ဦးစီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကြမ်းဖက်စစ်ကောင်စီကစိတ်ဖြူမျိုးနဲ့လမ်းရွာအနီး AOD မြစ်ဘေးမှာပြေးလမ်းရှိပါဝင်တဲ့လေရင်ကွင်းကိုစစ်တပ်ကအမြန်တီဆောင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီလေရင်ကွင်းမှာလေရင်တုံလောင်ယုံများပါတီဆောင်နေတယ်လို့သိရပါတယ်။အနီးနားပတ်ဝန်းကျင်ကျေးရွာများကပြည်သူများကိုလည်းအတင်းအဓမ္မလုံအားပေးခိုင်းနေတယ်လို့သိရပါတယ်။လေရင်ကွင်းနဲ့လေရင်တုံလောင်ယုံတွေကိုပါအတင်းတုံးပြီးတော့တီဆောင်နေတာကအညာဒေသတော်လိုင်းရေးအဖွဲ့တွေကိုအဓိကတိုက်ခိုက်ဖို့ရည်ရွယ်ထားတာပါ။ လေထီးဆက်တက်၄ရင်းနေအသေးစားနဲ့အလက်စားဘုံကျဲ၄ရင်းနေထားဖို့ပါတိုးချဲ့ပြီးတော့လုပ်ငန်းတွေကိုဆောင်ရွက်နေပါတယ်အခုဆိုရင်လေရင်ကွင်းကမြေသားဖို့တဲ့လုပ်ငန်းတွေပြီးစီးတော့မှဖြစ်ပါတယ်အနီးနားပတ်ဝန်းကျင်ကရွာသားတွေကိုပါအတင်းအဓမ္မလုံအားပေးစေခိုင်းနေတာဖြစ်ပါတယ်လို့ဒေတာရင်းတော်လိုင်းရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်အဲ့ဒီလေရင်ကွင်းကိုစစ်တပ်ကဘုံမူးမင်းသူအောင်နဲ့ဘိုးကြီးရဲထုံးတို့ကဦးစီးတိဆောက်နေခြင်းဖြစ်ပြီးတော့၎င်းတို့နဲ့အတူပြောပါဖို့အတွက်အမျိုးသမီးများကိုပါခေါ်ဆောင်လာတယ်လို့သိရပါတယ်ဘုံမူးမင်းသူအောင်ဆိုတာက 6မြို့ကန်နာလန်းမှာတုံးတက်တိုက်ဆောက်ထားတယ်ဝါစီကဇက်တင်းမော့ကိုသူကနေတိုင်းကိုအပြတ်ငားထားတာသူကလေရင်ခွင်းထဲကိုတနေ့ကိုနှစ်ချိန်လာတယ်သူ့ရဲ့လက်ထောက်ဗိုလ်ကြီးရဲထုံးနဲ့ကွင်းထဲကိုလာပြီးတော့စကားပြောပြီးရင်အနီးလားရွာတွေကအတင်းအဓမ္မလိုအားပေးခေါ်ခိုင်းထားတဲ့ရွာသားတွေကိုလည်း စူပူကျိမောင်ဆဲဆိုတယ်သူတို့လေရင်ခွဲအချိန်မီပြီးအောင်ဆိုပြီးတော့မဆာမနာဆဲဆိုရိုင်းပြတယ်လို့ဒေသနေပြည်သူတို့ကပြောပြထားပါတယ်အဲ့ဒီလေရင်ခွဲနဲ့လေရင်သုံးလောင်းရုံများတိဆောက်ပြီးစီးပါကတော်လိုင်းတက်များအခြေစိုက်ထားတယ်မကွေးတိုင်းအတွင်းထဲကိုမိနစ်ပိုင်းအတွင်းလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုများကိုလှုံ့ဆော်လာမဲ့အခြေအနေတွေရှိတယ်လို့တော်လိုင်းရဲ့သတင်းအရင်းမြစ်ကတုံ့တက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စကန်းသိန်းတိုက်ပွဲသတင်းကတော့စကန်းတိုင်းကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့စစ်တပ်စကန်း၄ခုကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့ကထမှန်သိမ်းပိုက်ခဲ့ပြီးတော့စစ်သားနဲ့ပြူစောတိအလောင်း15လောင်းနဲ့အတူလက်နက်ခဲယမ်းများကိုလည်းသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ23ရက်နေ့ကကလေးမြို့နယ်တောင်ပိုင်းကလေးကန့်ကိုလမ်းမပေါ်မှာရှိတဲ့ကမ်းမဏီကြီးရွာမှာအကြမ်းဖက်စစ်တပ်ကဗိုလ်မှူးတအူးဦးဆောင်တဲ့စစ်သားပြူစောတိအင်အား80ခန့်ရှိတဲ့စစ်တပ်စကန်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သားနဲ့တူစောတီအလောင်း15လောက်ထက်မနည်းနဲ့အတူလက်နက်ခဲရအများအများကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စစ်တုံးပန်းအယောက်20ကျော်ကိုလည်းဖမ်းမိခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များလည်းကြာဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စခန်းကိုတိမ့်ပိုက်ပြီးတဲ့နောက်မြေပြင်အနေအထားအရတကြောတဲ့ဖြစ်နေတဲ့အောင်သာရရွာတဲ့အောင်သာရရွာဟောင်းမှန်တော်ကြီးရွာနဲ့ကျန်တာရွာတို့ကိုလည်းဆက်လိုက်ပြီးတော့ထိုးစစ်ဆင်တိုက်ခတ်ခဲ့ရာစစ်ကောင်စီတပ်သားများအပြင်းထန်ခုခံခြင်းမရှိဘဲနဲ့စခန်းကိုဆုတ်ခွာထွက်ပြေးသွားကြတယ်လို့သိရပါတယ်။အဓိကကတော့ကမ်းမဏီကိုတိမ့်တာပေါ့။ မှန်တော့မှလဲစစ်ခွေးတွေထိုးထားတဲ့စခန်းတွေရှိတယ်ကမ်းမနီကိုတိမ့်မိတာနဲ့ဓားရိုင်နဲ့ထဲပေါ့ ပြူစောထီတွေကိုဆက်ပြီးတော့တိုက်ရင်တိုက်ရင်နဲ့သူတို့ကလည်းစုတ်ခွာသွားတဲ့အနေထားပေါ့ကမ်းမဏီစခန်းကိုခန်းစစ်ပြင်ဆင်ပြီးတော့ပြန်ပစ်တာမျိုးတော့လုံးဝမရှိဘူးစခန်းအနေနဲ့တော့နှစ်ခုတော့ကောင်းကောင်းလေးတိုက်လိုက်ရတယ်ကျန်တဲ့နှစ်ခုကတော့ကောင်းကောင်းမတိုက်လိုက်ရဘဲနဲ့စုတ်ခွာသွားတဲ့အနေထားပေါ့အဲ့ဒီဘက်ကစစ်ကောင်းစီရဲ့စခန်းတွေကလည်းဆက်နေလို့မရတော့တဲ့အတွက်သူတို့ကတက်ဆုတ်သွားတဲ့သဘောဖြစ်သွားတာကမ်းမဏီကျသွားတော့အဲ့ဒီဘက်ကစခန်းတွေလည်းလုံခြုံမှုမရှိတော့တဲ့အတွက်တိုက်တော့တိုက်ရပေမဲ့ကမ်းမဏီလိုမျိုးခက်ခက်ခဲခဲကြီးတိုက်လိုက်ရတာမျိုးတော့မဟုတ်ဘူးလို့ CDF KKG ဗဟုသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကရှင်းပြထားပါ ါတယ်၎င်းတိုက်ခိုက်သိမ်းပိုက်မှုကိုတိုက်ရင်၅တက်ရင်တိုက်ရင်6အပါဝင်တွန်လိုင်းတပ်ဖွဲ့များပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြူစောတီကျေးရွာများအားလုံးကိုထိုးစစ်ဆင်တိုက်ခိုက်သွားမှာဖြစ်ကြောင်းလည်းအသိပေးထားပါတယ်ဟုတ်ပါတယ်လက်နက်ခဲယမ်းတွေလည်းတော်တော်လေးရလိုက်တယ်ကမ်းမနီမာကတိုက်ပွဲကလည်းလုံးဝကျန်းခဲ့တာဆိုတော့အလောင်းတွေကတော်တော်များများရလိုက်တယ် ်ပြူစောတိမှမသိစစ်သားမှမသိတဲ့အလောင်းတွေဆိုတော့ဘယ်ဟာဘဏ္ဍလောင်းဆိုတာခွဲလို့တော့မရခဲ့ဘူးပြူစောတိတွေများတယ်လို့တော့သိရတယ်စစ်သားအလောင်း15လောင်း16လောင်းတော့တွေ့ရတယ်လို့ပြောတယ်လို့ CDF KKG ဗဟုသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကရှင်းပြထားပါတယ်ကမ်းမဏီစခန်းသိမ့်ပိုက်ခံရပြီးတဲ့နောက်ပြည်သူလူထုတွေနေထိုင်ရာကျေးရွာများကိုပြင့်မှတ်ထားကအကြမ်းမဲ့စစ်ကောင်စီကလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်နေတဲ့အတော့လေကြောင်းအန်ဒီရဲ့ကာကွယ်ရေးဘုံခုကျင်းများကိုတူးထကြရန် CDF KKG ကမြစ်တာ ရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်အင်းပင်ကျေးရွာဂိတ်စခန်းမှာစစ်သားချင်းချင်းညှဉ်းပန်းနှိပ်စက်မှုကြောင့်ထွက်ပြေးလာတဲ့တက်ချက်ဆန်မိုးကိုကယ်ထုတ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ15ရက်နေ့နေ့လယ်12နာရီကမှပခုတ်ကူမြို့နယ်အင်းပင်ကျေးရွာဂိတ်မှာတာဝန်ကျနေတဲ့ခလာရ24တိုင်ရင်ကတက်ချက်ဆန်မိုးဟာ နှိမ့်ဆက်ထိုးကျခြင်းကိုခံရတဲ့အတွက်ကြောင့် MA Gate ကနေထွက်ပြေးလာတဲ့အချိန် Burma Revolution Rangers အဖွဲ့ကတွားရောက်ကဲထုတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တက်တွင်းညှိမ့်မဲ့နှိမ့်ဆက်မှုကတော့တက်ထဲမှာခဏခဏကျွန်တော်အချုပ်ထဲကိုရောက်ပါတယ်။ MA စကားမှာဆိုရင်ကျွန်တော်ဆိုရင်ထိုးလိုက်ကျိတ်လိုက်ရိုက်လိုက်နှက်လိုက်နဲ့ဖတ်တဲ့ဆိုရင်လဲကျွန်တော်ကသူများထက်ပိုပြီးတော့လောက်ရပါတယ်။ ရဲဆိုတဲ့အဲ့ဒီတရောင်းစားတွေနဲ့ရှင်ပြီးတော့ကျွန်တော်ကိုဆဲဆိုပါတယ်အဲ့ဒီရဲဆိုတဲ့တရောင်းစားတွေကလည်းဘာမှစောက်ချင်ကောင်းတဲ့ကောင်းတွေမဟုတ်ဘူးပြည်သူတွေကိုဒုက္ခပေးတာများတယ်ပြည်သူတွေရဲ့စီကားတွေဆန်ကားတွေကိုလည်းမတရားငွေညစ်တယ်ကုံကားကအစအကုန်လုံးကိုငွေညစ်တယ်စီဆိုရင်လည်းတပုံးကိုပတ်စံ9000ကောက်တယ်အဲ့ဒီကောက်လို့ရတဲ့ပတ်စံတွေကိုလည်းသူတို့အိတ်ထဲကိုပဲထည့်ပါတယ်လို့စစ်သားချင်းချင်းညှိမှန်းနှိပ်စက်မှုကြောင့်ထွက်ပြေးလာတဲ့တက်ချက်ဆန်မိုးကပြန်လည်ပြပြထားပါတယ်လက်ရှိအချိန်မှာခလိုက်ရ2-5လေးတိုက်ရင်မှာနောက်ချက်အင်အားအဖြစ်နဲ့ ိုင်ရရတဲ့စစ်သားများသာပြန်ရှိတော့ပြီးတော့အင်းဘေးစခန်းမှာလဲဒိုင်ရရတဲ့ရဲနှအုပ်နဲ့စစ်သားတဦးရှိပြီးအင်းအား15ဦးခန့်သာရှိတယ်လို့သိရပါတယ်စစ်တပ်ထဲမှာဆက်လက်ပြီးတော့တာဝန်ထမ်းဆောင်နေသူများအနေနဲ့နောက်နောက်ရတဲ့မိဖြစ်ပြီးတော့လာစာရိတ်ခါအနေငယ်နဲ့ပြိဋ္ဌာန်လိုခိုင်းနေကအသက်အသေးခံပြီးတော့တိုက်ခိုင်းနေတဲ့အတွက်နောင်တရတဲ့မိဖြစ်ကြောင်းကိုတက်ကြဆံမိုးကဆက်လက်ပြောပြထားပါတယ်။ဒါကြောင့်အခုလိုမျိုးထွက်ပြေးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့တက်ကြဆံမိုးကိုကဲထုတ်တဲ့အချိန်မှာ နှိပ်စက်ထိုးချိတ်ခိုင်းရတဲ့ဒဏ်ရာများကြောင့်မြန်မာနဲ့ခြေလက်များရောင်ရမ်းနေပြီးဘာမာ Revolution Rangers အဖွဲ့ကစေကူတမှုများကိုလုပ်ပင်းနေကထိမ့်သိမ်းထားပြီးတော့စစ်ဆေးမေးမြန်းလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုင်မြောမြို့နယ်ကော့ဒုံကော့မနာလမ်းဆောင်မှာရှိတဲ့ခီးသွွားပြည်သူများရဲ့ကားများကိုစစ်ကောင်စီတပ်က drone နဲ့ဘုံကျဲတိုက်ခတ်ရာကားသုံးစီးထိမှန်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့က February 16ရက်နေ့က ကြိုင်မြောမြွနဲ့ဇပဲကူတရားမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံခမရ208တပ်ရင်းကဒရုန်းတပ်ဖွဲ့ကကော့ဒွန်ကော့ပနော့လမ်းစုံမှာရှိတဲ့ DKBA တပ်ဖွဲ့စစ်စေးရိတ်ဂိမ်းနဲ့ခီးသွွားပြည်သူများရဲ့ကားများကိုမနက်7:30မိနစ်မှာဒရုန်းနဲ့ဘုံဒီနှလုံး မွန်လွယ်တနအီ9မိနစ်ခန့်မှာဘုံဒီတလုံးနဲ့တနအီ9မိနစ်ခန့်မှာဘုံဒီတလုံးထမ်းလန်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးစစ်ကောင်စီတပ်ဖွဲ့ရဲ့ drone နဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ခီးသွားပြည်သူများထိခိုက်မှုမရှိတော့လေပြည်သူပိုင်းခီးသွားကား၃စီးထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ကျွန်တော်တို့တပ်ဖွဲ့စစ်စေး gate ကို drone နဲ့လာချတာမဟုတ်ပါဘူး။ DKBA gate ကိုချတာပါ။တိုက်ပွဲဖြစ်တာမရှိပါဘူး။ခီးသွားပြည်သူတွေထိခိုက်မှုမရှိပေမဲ့ကား၃စီးတော့ထိခိုက်ပျက်စီးသွားပါတယ်။အသွားလာဂယူဆိုင်ကြဖို့အတွက်ခီးသွားမိဘပြည်သူတွေကိုပြောချင်ပါတယ်လို့ Mon Liberation Army ကတာဝန်ရှိသူက ရှင်းပြထားပါတယ်လက်တလုံးကြိုင်မျိုးမြုံနယ်မှာစစ်ကောင်စီတပ်များနဲ့တော်လိုင်းတပ်များကြားမှာစစ်ရေးတင်းမာနေပြီးတော့စစ်တပ်ကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်မှုများ drone နဲ့ဘုံကျဲမှုများကိုဇက်တိုက်လှုံ့ဆော်လာကြောင်းတရေရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရေကတော့မကွေးတားမြိုင်မြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့ရိတ်ခါဖို့စစ်ကြောင်းကထမ်းမိုးရောရွာကပြည်သူများကိုဒဇာကန်ဖြစ်နေဖမ်းဆီးပြီးတော့မိုင်းနှင်ခိုင်းတဲ့အတွက် မျိုးသမီးနှောက်ဦးတည်ဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ16ရက်နေ့မှာမြိုင်မြို့နယ်ကနေပခုတ်ကူမြို့နယ်ကိုပြန်လည်ထွက်ခွာလာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ရိတ်ခါပုတ်စစ်ကြောင်းဟာထမ်းမှုတော့ရွာကပြည်သူများကိုတစားကန်အဖြစ်နဲ့ဖမ်းဆီးပြီးမိုင်းနှင်ခိုင်းခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများဖမ်းဆီးလာတဲ့ပြည်သူများဟာမြိုင်မြို့အရှိတောင်ဘက်ဂေါကွေးအနီးမှာမိုင်းနှင်မိပြီးတော့အမျိုးသမီးနှောက်ဦးတည်ဆုံးကအမျိုးသားတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတွေတစားကန်ဖမ်းဆီးလာတဲ့ပြည်သူတွေကိုမိုင်းနှင်ခိုင်းလို့ ခေါကွေးအနီးမှာမိုင်းနေမိပြီးတော့အမျိုးသမီးနှစ်ဦးတေဆုံးတယ်လို့သိရတယ်အမျိုးသားတဦးလည်းထိခိုက်တယ်ရထားတယ်လို့သိရတယ်တေဆုံးတွေအမိတွေတော့မသိရသေးဘူးကျွန်တော်တို့ဆက်လက်ပြီးတော့စုံစမ်းနေပါတယ်လို့ we love မြိုင်အဖွဲ့ကတာဝန်ရှိသူတဦးကရှင်းပြထားပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာစစ်ကြောင်းတွားရလမ်းတစ်လျှောက်မှာရှိတဲ့ပြည်သူများကိုဖမ်းဆီးကဒဇာကန်အဖြစ်နဲ့အုံပြုနေခြင်းကြောင့်ပြည်သူများအနေနဲ့ စစ်ကြောင်းတရင်များကိုစောင့်ကြည့်ကြရတယ်။ဒေတာရင်းတွန်လိုင်းတပ်ဖွဲ့များရဲ့အချိန်နဲ့တပြင်းကြီးထုတ်ပြန်နေတဲ့သတိပေးချက်ထုတ်ပြန်ချက်များကိုအလေးထားပြီးတော့လိုက်နာပေးကြရန် We Love မြိုင်အဖွဲ့ကတောင်းရှိသူတို့ကဆက်လက်ပြောဆိုထားပါတယ်။အဲ့ဒီအချက်မဲ့စစ်တပ်ရဲ့ရိတ်ခါပို့စစ်ကြောင်းဟာမနေ့ကမနက်ပိုင်းမှာမြန်မျိုးကပခုတ်ကူမျိုးပတ်ကိုပြန်လှည့်ပြီးတော့ထွက်ခွာလာခြင်းဖြစ်ပြီးတော့အဲ့ဒီစစ်ကြောင်းမှာဂျမ်းမာကားနှစ်စီးအပါအဝင်စုစုပေါင်းကားအစီးရေ30ကျော်ပါဝင်နေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမန္တရာမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်တပ်က လေးရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ18ရက်နေ့ကမနက်7:50မိနစ်ခန့်မှာမရီယာမြို့နယ်အတွင်းမှာရှိတဲ့စီတိုင်ကမ်းရွာနဲ့ကြောက်တရားရွာအနီးကိုအကြမ်းဖက်စစ်တပ်က Jet Fighter တစ်စီးနဲ့သုံးချိန်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။မနက်9:17မိနစ်ခန့်မှာလည်းအကြမ်းဖက်စစ်တပ်ကထမှန်ပြီးတော့ MI-35 ရဟတ်ယာဉ်နဲ့ဘိုးကုန်းရွာအနီးပတ်ဝန်းကျင်ကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုရှိမှရှိကိုအတိမပြုတ်နိုင်သေးပဲဒေသခံပြည်သူများကတော့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ ြည်သူတွေထိခိုက်မှုရှိမရှိတော့မသိရသေးဘူးကြေးရွာနေပြည်သူတွေကတော့ထွက်ပြေးတိမ်းရှောင်နေရလဲအသေးစိတ်အခြေအနေကိုတော့ရွာတွေကိုပြန်ဝင်လာနိုင်မှပဲသိနိုင်မယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်အလားတူပဲမွန်ပြည်နယ်ဘီလင်းမြို့နယ်မှာရှိတဲ့ကော်ဟဲကြေးရွာကိုအကြမ်းဖက်ဆက်တကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်ကိုလုံးပျက်စီးခဲ့ရတယ်လို့ KNU ဘဟုကပြောပြထားပါတယ် ဖေဖော်ဝါရီလ15ရက်နေ့ည7:00နာရီခွဲအချိန်မှာလဲအကြက်ဘတ်စစ်တပ်ကလေရင်နဲ့ဘီလင်းမြို့နယ်ကော့ဟဲကျေးရွာနဲ့ကျေးရွာအနီးပတ်ဝင်းကျင်ကိုဘုံဒီနှလုံးကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကောင်းဟဲကျေးရွာကပြည်သူ၅ဦးဘုံသီးကြီစထိမှန်ပြီးတော့ဒဏ်ရာရရှိခဲ့ပြီးတော့ကျေးရွာအတွင်းမှာရှိတဲ့နေအိမ်၉လုံးလည်းထိခိုက်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်ကောင်စီကစစ်မှုထမ်းအပတ်စဉ်တိတ်ကနေပြီးတော့အပတ်စဉ်၁၀ကာလအတွင်းမှာရရသားပြည်သူလူငယ်ပေါင်း 12655ဦးကိုစစ်ကောင်စီကဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်နိုင်က2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာပြည်သူ့စုမှုတမ်းဥပဒေကိုအာဏာတီးတယ်ဆိုပြီးတော့ကြေညာခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့2024ခုနှစ်မေလကစတင်ပြီးတော့စစ်မှုတမ်းအပတ်စဉ်1ကိုစတင်ဖွင့်လှစ်ခဲ့ပြီး2024ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့ကနေ2025ခုနှစ်ဖေဖော်ဝါရီလ4ရက်နေ့အတွင်းအရက်သားပြည်သူပေါင်း12655ဦးကို စစ်တပ်ကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အကြမ်းမှစစ်ကောင်စီဟာနေကင်းအချိန်များမှာအရသာပြည်သူပေါင်း1,468ဦးနဲ့ညအချိန်တွေမှာ1,158ဦးကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။စစ်မှုထမ်းရှောင်လွှဲနိုင်ရန်အတွက်အသက်၁၈နှစ်ကနေ35နှစ်ကြားလူငယ်လူရွယ်များဟာတရားမဝင်နေဆက်ကိုဖျက်ချော်ပြီးတော့တိမ်းရှောင်မှုများကိုလှုံ့ဆော်လာရတဲ့အတွက်ကြောင့်ပြည်ပနိုင်ငံများမှာဖမ်းဆီးခံနေရတယ်လို့လည်းသိရပါတယ်။အကြမ်းမှစစ်ကောင်စီရဲ့ဖမ်းဆီးနှိပ်စက်တပ်ဖြတ်မှုနဲ့ စစ်မှုထမ်းဥပဒေကိုတိမ်းရှောင်ရန်ပြည်ပနိုင်ငံများကိုတရားမဝင်ဝင်ရောက်ရန်စ조사ခဲ့တယ်။ရဲသားပြည်သူများဟာသက်ဆိုင်ရာနိုင်ငံများမှာဖမ်းဆီးခံခဲ့ရရမှာထိုင်းနိုင်ငံမှာ3339ဦး၊မလေးရှားမှာအယောက်300ဦး၊အိန္ဒိယမှာ26ဦးအပါအဝင်စုစုပေါင်း3665ဦးတို့ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။2024ခုနှစ်အတွင်းမှာထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့အချင်းထောင်အသီးသီးမှာအကြောင်းအမျိုးမျိုးကြောင့်ပြစ်ဒဏ်ကျခံရပြီးတော့လွတ်မြောက်လာတဲ့မြန်မာနိုင်ငံသား1433ဦးကို ထိုင်းနိုင်ငံရနောင်းမြို့ကနေတဆင်ရေလန်းခရီးနဲ့မြန်မာနိုင်ငံကော့တောင်းမြို့ဘက်ကိုထိုင်းအာဏာပိုင်များကနေပြီးတော့ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။၎င်းတို့တဲကမှအရသာပြည်သူ168ဦးကိုကော့တောင်းအခြေစိုက်ခမရ262ပလောက်မြို့အခြေစိုက်အမှတ်7နဲ့တပ်မတော်တမ်းမြင့်လေးချေရေးကြောင်းတိုင်းမဟုတ်7ကိုပို့ဆောင်ပြီးတော့စစ်သားအဖြစ်နဲ့အတင်းအဓမ္မစူးစောင်းဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အလားတူပဲအိန္ဒိယနိုင်ငံမနီပူပြည်နယ်အေဖာအချင်းထောင်မှာလူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့အကျဉ်းချနေတဲ့မြန်မာရွှေပြောင်းအလုပ်သမားအမျိုးသား26ဦးကို 2024ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာသခိုင်းတိုင်းတမူးမြို့ဘက်ကို လွှဲပြောင်းပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကဏီမြို့နယ်မုတ်ထောရှိရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ပေါင်900ဘုံ၃ချိန်ကျဲချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဖေဖော်ဝါရီလ18ရက်နေ့မွန်းလွဲတန်တိုင်း20မိနစ်ခန့်မှာကဏီမြို့နယ်မုတ်ထောအရှိရွာကိုအချက်ပတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ပေါင်900ဘုံ၃ချိန်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အချက်ပတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူများထိခိုက်မှုရှိမရှိကိုအတိပြုနိုင်ခြင်းမရှိသေးပေကျေးရွာအတွင်းကနေပြီးတော့မိโกလုံးများတက်လာတာကိုမြင်တွေ့နေရတယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ခွေးတွေလေရင်နဲ့ပေါင်900ဘုံ၃လုံးကျဲချတိုက်ခိုက်သွားတာပြည်သူတွေထိခိုက်မှုရှိမရှိတော့မသိရသေးဘူး။ရွာတွေကနေမိโกလုံးကြီးတွေတက်လာတာကိုမြင်နေရတယ်လို့ Union Liberation Front ောင်း ULF စစ်ကြောင်းကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ